တရားဝင်ကွာရှင်းပြတ်သေးခြင်းမပြုတ်ရသေးသောဇနီးမောင်တွေဖြစ်တဲ့အဲ့ပြကြောင့်မလို့ကျမရဲ့လက်ထက်ပါပစ္စည်းတွေဒီပစ္စည်းဒီပစ္စည်းတွေကိုပေါင်နဲ့ရောင်းချခြင်းမပြုတ်ရဘူးဆိုကျမမမအောက်ကနေပြီးတော့အရှိန်အနေနဲ့ထည့်ပေးထားတာနော်သူတို့တော့မှကွာရှင်းစာချုပ်ဆိုတာလေအမအခုနေလေနော်ရှင်းရှင်းလေးနော်အခုကွာရှင်းစာချုပ်ယူလိုက်အမကမှနံပါတ်တွေကောက်ရင်းစလို့ရေးလိုက်ရေးပြီးတော့လို့ရှင်သတင်းစာတိုက်ကိုအဲ့ဒါလေးတက်ပုံရပြီးရောအင်းဆိုပြီးပို့လိုက် ပတ်သက်ပြီးသတင်းစာတိုက်ကထည့်ပြီးတော့ခွာချင်းစာချုပ်ကိုအဲ့ဒါကို तू อ่ะအဲ့ဒါကြီးကိုင်ပြီးတော့သိရမလားသူ့ကိုယ်သူဘောနော်အဲကျမနဲ့တရားဝင်ကွာပြီးလို့ तू อ่ะပတ်သက်တာယူပါဆိုရင်သူ့ကိုယ်သူမရဲ့ပန်းနူတွေတွေ့နေဝတ်တောက်တောက်ချက်နော်သိလားနီးဟိုလေးငါလေးဘလို့ကိုလေးခိုင်းလိုက်ရမှမသိဘူးဟာသိလား What's up guys မင်္ဂလာပါကြည့် Brody ရဲ့ deep view file ကတော့ link ခိုးထားတဲ့ကွန်မလေးကိုကျေးဇူးတင်တယ်ဆိုရက်ဒီအာမြားကြီးတရားရဲ့ view file လေးပါဆိုတော့ဒါကဖြစ်နိုင်ပါမလားဗျသူ့ link ကိုခိုးထားတဲ့မိမကို အမျိုးသမီးကိုသူမယားကြီးကနေပြီးတော့ခြေစုပ်တင်တယ်ဆိုတဲ့စကားဖြစ်နေပါမလားဒါမှမဟုတ်ဖြစ်နေတာလည်းရှိမှာပါဆိုတော့ကျွန်တော်တို့ဒီ view file ကိုကျင့်ရအောင်โอเค so let's go မင်္ဂလာပါကျွန်မနည်းနည်းရိုင်းပြတဲ့အတုံးလို့မြတ်ပါသွားလို့ရှိရင်ကျိုးမြတ်တဲ့ရက်ခံထားရနော်ကဲဟိုတယောက် လင်ကိုးပါတဲ့ညီမလေးညီမလို့သာသုံးလိုက်တာပါညီမညီမလည်းတိတ်အသက်မကွာပါဘူးเนาะညီမဖာဆိုတာကိုအမမျိုးသားကတည်ရဲ့လीเนาะညီမကိုအမမျိုးသားကကားပတ်မောင်းရင်းနဲ့လမ်းမှာတွေ့လို့ဟဲ့လိုက်မလားဆိုပြီးခေါ်သွားတယ်เนาะနောက်တစ်ခါအမမျိုးသားနဲ့သူ့တငယ်ချင်းနဲ့ညောင်ရွှေမှာအလုပ်ကိစ္စတော်တော်လဲညီမကိုတိုင်းကိုကြเนาะသူတို့ခေါ်တာမဟုတ်ဘူးเนาะညီမကိုတိုင်းလိုက်သွားတာ လိုက်သွားတော့ညီမနဲ့ဘာအကောင်နဲ့ဝစ်စလစ်ပုံကြီးလဲအမိုင်ကနွားကြီးကတွေ့တယ်ရှင်ဟုတ်တယ်နော်တွေ့တယ်အဲ့ဒါညီမကဒီလိုပဲကလက်တွေတက်ဘားတွေတက်ပြီးမကောင်းတာလှုပ်စားတဲ့မိန်းမဆိုတော့လဲ तू ကတိတယ်ဟုတ်တယ်နော်တိတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ तू ကိုယ်တိုင်ကိုကအဲ့ နော်အရန်နဲ့မိမလောင်းကစားမူရီစေဝါအကျင့်သာရိတ္တနော်ဒါကိုကျင့်တရားပေါ့အဲ့ငါးချက်လုံးမညီတဲ့အခါကျတော့အမတို့တို့မိမကောင်းမိမမြတ်တစ္ဆာတရားရှိတဲ့မိမတွေကိုသူမျက်စီထဲမှာဒီလိုလှပချုံမောတဲ့နတ်သမီးလေးလို့သူကမမြင်ဘူးအမတို့မိစ္ဆာမကြီးတွေဆုံးမကြီးလို့မြင်ပြီးတော့ညီမတို့တို့သိရမလားလဲသုတ်လဲပြက်ထွန်သမျှလဲလဲထွန်သမျှထွန်သမျှစိုက်သမျှတင်းနေလို့လက်ခံပြီးတော့လဲသုတ်လဲပြက်ကြီးတို့ကြာသူသူ့စိတ်ထဲမှာအဲ့ဒါတည်းရွှေလင်မန်းလေးဖြစ်နေတယ် အသွင်တူလို့အင်တူဖြစ်တာပေါ့နော်ဒါဇေရှင်းတူတာလည်းပါတာပေါ့လေနော်မရှိလေမလေးဖြစ်နေတယ်အဲ့တော့သူနဲ့ထိုက်လို့သူရပြီးတော့သူနဲ့သူလမ်းကိုသူယူပါတော့အမမလွမ်းဘူးမလေးအမညီမကိုကျေးဇူးတွေရမ်းတင်နေတာတိလာအမအခုမှလည်းဒီလိုလေးလှလှပလေးအမနေပြီးတော့အမလွတ်လပ်ပျော်ရှင်ပြီးတော့အမနေရတာအခုမှအမဘဝလွတ်လပ်မှုအမှန်ကိုရသွားတာအရင်တော့ဘယ်နဲ့တော်တော်မလွတ်လပ်ဘူးအဲတည့်ရမလား7မိနစ်15မိနစ်လောက်ကြာလို့ရှိရင်ဖုန်းလေးတစ်ခုကြီးဆက်နေပြီအဲ အိမ်ပေါ်နဲ့အိမ်အောင်ထက်လေးတော့မှပဲတွေ့ရင်ဘဲသွားလဲဖြစ်တယ်ဆိုပြီးတော့ပြူပြဲနဲ့ကို့မှာချုပ်ချယ်မှုနဲ့ကို့လောင်လေးထဲမှာနေနေရတာအခုလေအမလီအမအရန်နေစိတ်ချမ်းသွားပြီးတော့ညီမလေးရေလွတ်လပ်သွားညီမအကျေလို့အရန်တင်နေတကယ်အရန်တင်တာနော်တကယ်အရန်တင်တာဘာလို့ဆိုအမရဲ့ခံစားနေရတဲ့ဝတ်တွေကိုညီမလေးကယူသွားတာညီမအမရန်မလုပ်တော့ဘူးအကျေသူတွေရန်တင်လို့တကယ်ပြောတာမှဖျားရှိကိုတိုင်းစူတောင်းပေးတယ်တိလာဩအမရဲ့ပေါ့နော်အပူတွေအမရဲ့ပေါ့နော်ဝတ်တွေကိုခံသွားပေးတယ်ညီမလေးကိုအမကျေးဇူးတွေအရန်တင်နေညီမလေးရှေ့ရှောက် ခยีလန်းလေးပေါ့အဲ့ဒီလောက်ရှောက်ကြည့်လိုက်เนาะကိုချင်းသာတရားဆိုတာလူဆိုတာလေကိုယ့်လက်လေးကိုပူမှပူတယ်လို့လူတွေကထင်ကြဟုတ်တယ်เนาะအဲ့တော့ညီမလေးရှေ့လျှောက်လာလိမ့်မယ်အခုတော့နံပါတ်1ချက်ညီမလူကြားထဲမှာသွားရင်မျက်နှာမပြရဘူးဟုတ်နော်တင်ငယ်နေရပြီเนาะအဖွဲသေးရတော့ညီမတင်ငယ်နေရပြီနံပါတ်1အချက်ညီမကဘယ်သူမှသိမ်းဝင်ကြောပန်းမလုပ်ဘူးညီမကသာအတင်းနေလိုက်ပြီးတော့ action နေလိုက်ယူပြီးတော့တကယ်မလားဟဲ့ဒီအမနဲ့တရားဝင်ကွာရှင်းပြီးတော့ယူတာညီမလေးပညာတတ်တဲ့လူတိုင်းသိတယ်တိလား တလင်တမားဥပဒေဆိုတော့အမဘက်ကစာချုပ်စာနဲ့မခိုင်ပါပဲနဲ့ညီမတရားဆွဲလို့မရဘူးရှင်။ငွေပေးပြီးဆွဲကြနိုင်ဆွဲလို့ရတယ်မတိတလင်တမားအမှုမပါဘူး။အမကံမရတဲ့အမှုနော်။တိလာထောင်နဲ့ဟောဘယ်နှစ်ဆိုတော့ညီမလေးတိလာ။အဲ့တော့ကိုရတဲ့ကြည်စီကိုကကိုတေးချလေးသိသေးပြီးတော့ညီမလေးအသားလေးကွက်ကိုဖွက်ပြီးတော့နေတိတ်ပြီးတော့စမန်နေထားမနေနဲ့နော်ဟုတ်တယ်ဟုတ်တယ် ကဲလာခဲ့လာခဲ့အာအရန်နေကိုနေရာလေးလိုချင်တဲ့လင်ကုန်းမှာနန်းရှိသစာပိုင်းနေတော့အမဒီမှာ public net ကနေကိုချပြီးရှင်းပြလိုက်တယ်နော်အဲကျမမျိုးသားကကျမကိုတိလက်ရောက်လုံးလို့ဆိုပြီးကျမဖန်အရေးပေါ်ဈေးဝင်မှာကျမ3ရက်လောက်ပြတ်လိုက်ရတယ်နော်3ရက်တက်ပြီးတော့နောက်နေလဲကြာလဲကြာတော့မျိုးသားကကျမအိတ်နေတော့ဘာပြောလဲဆိုတော့ဒီတော့အိမ်မောကမသိသေးဘူးလားဘာမှလဲပတ်စံဘာမှလဲစာ question စာကျုံးဆိုပြီးကျမပြောတယ်နော်ပြောတဲ့အချိန်မှာကျမကရှင်းနေကိုလှမ်းပြီးတော့မေးလိုက်တယ်ရှင်းနေကိုလှမ်းပြီးတော့ရှင်းနေကဘာပြောလဲဆိုတော့2015တလင်တမယဥပဒေပေါ်ပြီးနောက်ပိုင်းမှာရက်ွက်အုပ်ချုပ်ရေးရုံးမှာ question တာတွေ ရှင်းနေတဲ့ question တာတွေလုံးလို့မရပါဘူးအမတို့ကလက်ထပ်ပါပစ်သေးလည်းရှိတယ်တာသမီးတွေလည်းရှိတယ်အဲ့အတွက်ကြောင့်မလို့မတို့တရားရုံးမှာ question မအားဆိုပြီးပြောတယ်ပြောတော့ကျွန်မအိမ်မှာရှိတဲ့ဆရာမတွေကိုစာချုပ်တော့ပဲခိုင်းလိုက်တယ်နော်ဝယ်ခိုင်းပြီးတော့တက်တဲ့ဆရာမနှစ်ယောက်နဲ့ကျွန်မနဲ့ထိုးတယ်အမတို့စဉ်းစားကြည့်နော် question တာကြုံထိုးတာအလောက်ကြီးလွဲသလားကျမတရားမဝင်သွားတည်တယ်ဒါပေမဲ့တနာသိမ့်မော်နေတဲ့အကောင်ကကျမဘာလို့တယ်မလဲပတ်သက်သိမ့်လုံးတွေယူပြီးတော့ကျမအီမော့သိမ့်တော့ကျမပြင်းပြင်းလေးပဲလေးသိမ့်သွားတယ်လေကျမဟားထားတာကျမပညာတတ်တယ်မဟုတ်နော်ဘွဲရပညာသူတို့ကနေရာပေါ်မှာ6တန်းတောင်မရှိဘူးသူတို့အုံနောက်တွေကဒီလောက်ကြီးရှိတယ်နော်သူတို့အုံနောက်တွေဒီလောက်ကြီးရှိတယ် ကွာရှင်းတာချုပ်ထိုးခြင်းတင်နံပါတ်၁ချက်နှစ်ဖက်သက်တွေပါရမယ်လက်ဝေပါရမယ်စာချုပ်ဒီတရားဝင်စာချုပ်ဖြစ်ရမယ်တရားဝင်စာချုပ်ဆိုတာတိလားလမ်းမပါရောက်တဲ့စာချုပ်တိုင်းဝယ်လို့မရဘူး register တရားဝင်စာချုပ်ဆိုတာစာချုပ်အနောက်ကျောမှာ official သီးလုံးတွေပါတယ်တသိမ့်လုံးတွေပါတယ်နောက်ပြီးအောက်ဆုံးမှာကွာရှင်းစာချုပ်ရဲ့အောက်ဆုံးမှာ ကျွန်တော်ဤရှေ့မောက်တွင်နော်ကွာချင်းကြတဲ့ညီပြုတ်သည်ဆိုတော့ authority ရှိတဲ့လူရဲ့စီးပါတယ်အဲ့ဒါရောနားလဲလားမလဲဘူးအဲ့ထားလိုက်ကြကျွန်မအားလေးထိုးပေးလိုက်တော့မဲအဲ့ဒါကိုဘာဖြစ်လဲဆိုတော့ကျွန်မမျိုးသားနဲ့ဖောက်ပြန်တဲ့အခုခိုးရတဲ့လင်ကိုမနန်းရွှေတစ္ဆာပိုင်းကဘလောက်တောင်မှလေသူများပစ်တီကိုလိုချင်တက်မှတ်ပြီးတော့ယူချင်တယ်လဲဆိုလို့ရှိရင်မတော်ရစဉ်းစားကြည့်ရင်အဲ့ကွာချင်းစာချုပ်ကိုသူကယူပြီးတရင်တိုင်မှမဲဒေါ်သူသားနယ်နဲ့အများသိသိရင်ကွာချင်းပြတ်သက်ပြီးချင်းဆိုကောက်ထဲတယ်သူကကိုလာပိုင်းနှစ်ရက်နေမှထဲတယ်ဟုတ်ပြီနော်ကျွန်မကကိုလာပိုင်း6ရက်နေမှကျွန်မရှေ့နေတယ်တစ်ဆင့်ကျွန်မနဲ့ကိုစောခိုင်ကိုဒီ တရားဝင်ကွာရှင်းပြတ်သေးခြင်းမပြုတ်ရသေးသောဇနီးမောင်မြင်ဖြစ်တဲ့အဲ့အတွက်ကြောင့်မလို့ကျမရဲ့လက်ထက်ပါပစ္စည်းတွေဒီပစ္စည်းဒီပစ္စည်းတွေကိုပေါင်နဲ့ရောင်းချခြင်းမပြုတ်ရဘူးဆိုကျမမမအောက်ကနေပြီးတော့အရှိန်အနေနဲ့ထည့်ပေးထားတာเนาะသူတို့တော့မှကွာရှင်းစာချုပ်ဆိုတာလေအမအခုနေလေနော်ရှင်းရှင်းလေးနော်အခုကွာရှင်းစာချုပ်ယူလိုက်အမကမှနံပါတ်တွေကောက်ရင်းစလို့ရေးလိုက်ရေးပြီးသွားလို့ရှိရင်သတင်းစာတိုက်ကိုအဲ့ဒါလေးတက်ပုံရိုက်ပြီးရောအင်းဆိုပြီးပို့လိုက်ပတ်စံပေးရင်သတင်းစာတိုက်ကထည့်ပြီးတော့ကွာရှင်းစာချုပ်ကို အဲ့တော့သူကအဲ့ဒါကြီးကိုင်းပြီးတော့သိရမလားသူကသူဘောနော်အဲကျမနဲ့တရားဝင်ကွာပြီးလို့သူကပတ်သက်တာယူပါဆိုရင်သူကသူမရဲ့ပန်းနူတွေတွေ့နေဝတ်တောက်တောက်ချက်နော်သိလားနီးဟိုလေးငါလေးဘလို့ကိုလေးခိုင်းလိုက်ရမှမသိဘူးဟာသိလားသူများမရင်ငယ်တွေလင်ကိုမာတွေတော့မသိဘူးနေရတော့တော်တော်လေးသိလားငါကြောက်ဘူးသူများမြင်ဘူးသူများလည်းမလို့တော်တော်ကိုဆောက်ရှက်မဲ့ပြီးတော့လေတော်တော်ကိုအောက်တန်းကြတဲ့ကောင်မဟဲ့သိလားမြို့ငါတော်တော်ကိုလေးသိလားဟာလေးလေးလေးကဲဒင်ကောမနဲ့ချစ်တတာပါရဲ့နင်เจ้าငါပြောရတာလေးတိလားခဏနေကြလို့ချင်းနင်เจ้าငါပြောပြွားရင်ငါတော့တိုက်တန်နေငါ တော့တိုက်အောင်မှဖြစ်မယ်နော်တကယ်ပါဟဲ့နေအမေလေးနေကိုဘလို့ရင်းမျက်လေးနေကိုမွေးပြီးတော့လေနေကိုဘလို့ရင်းမျက်လေးနေဆုံးမခဲ့လည်းမသိဘူးတိလားအခုချိန်ကြီးလေတော့မှစောင့်ကြောရလေတင်းလုံးမဲတင်းလားတော်ကြောတင်းတော့မယ်အခုချိန်ဒီလေးပါဘာလုပ်လဲဆိုလို့ရှိရင်လေကျမအိမ်မှာတတထိတ်နေဆရာမနှစ်ယောက်ရှိတယ်အဲ့ဆရာမတို့ကမှရဲကျွန်တော်တို့ဒီမြန်ပြဿနာတက်တော့တည့်ရမလားအဲသူတို့ကတတ်တည်ရင်နေနဲ့ပါတော့ဗောအဲ့ဆရာမတွေကအစသူကဒီသာချက်ကိုအတီးပြုတ်တယ်အဲဒီကွာရှင်းသာချက်ကအတီးဩဒီမှာဖြစ်ရလေဟဲ့တိလား နေလေသိလားဘလို့ပြောရမယ့်ကိုမသိဘူးနေမရှက်တတ်ဘူးလားနေနေအဲ့ဒါနေတိတ်ခါနေချနေတာသိလားနေတိတ်ခါနေချနေတာငါကငါကနေလို့နှစ်ယောက်ကိုမခွဲဘူးနော်နေလို့ငါအခုဘာပြောလဲဟင်နေလို့ငါအခုဘာပြောလဲနေလို့ငါတရားဝင်ပေးပောင်းကြလို့ငါတရားဝင်ကွာရှင်းတာချက်လားထိုးပေးဟုတ်နော်လက်ထပ်ပွားပြည်စီတော့ငါမယူတော့ဘူးဆိုပြောတော့နေအကောင်ထိုးပေးလားဟင်အခုငါတရားနေခိုးသွားတဲ့ခြံခုံနွားကြီးอ่ะ ငါနဲ့အခုချိန်ထိကိုတရားဝင်ကွာရှင်းစာချုပ်ထိုးခိုင်းတာကိုထိုးပေးသလားလို့ဘာလို့မထိုးပေးရသိလားယောက်ျားတွေရဲ့မာယာနော်မိမိုက်ထဲပူကြောက်ဖို့ကောင်းတယ်နော်နင်အဲ့ဒါသိလားငါတန်ဖို့ तू သိရလေသိတော့သူ့မှာဘာဖြစ်လဲဆိုတော့စာမှာလဲတဲတချက်ချက်ဘာလို့စာမှာလဲတဲတချက်ချက်ဆိုတော့ငါလို့မိမက तू ထားနေတိုင်းထားလို့ဟိုဘက်မှာအဆင်ပြေဒီဘက်ပြန်လာလို့ရအောင်ဗျာနော်အာတန်ရောက်စဉ်ကျိုးလေးကို तू ကတန်းတိုင်းတန်းလန့်ကြီးထားတာတော်တော်လေတဲ့ကောင်နော်မိုက်ထားတဲ့ရနော် မရဘူးအဆွဲထက်တယ်အစမ်းထက်တယ်တော့သူသိတော့သူ့မှာစားမှလည်းတဲတချက်ချက်စွန့်ပြရမှလည်းအစီတဲဝင်းဝင်းဖြစ်နေတာတိလာတောက်တုံးမရနေအဲ့လိုဒီတုံးမနေနဲ့ဟုတ်တယ်နော်နင့်ဟောသားလေးအဲ့ချံကုန်တော့တန်ဖိုးထားလို့ရှိရင်လေဟုတ်တယ်မလားငါပိုင်ဆိုင်မှုတွေဘာမှလက်ထပ်ပွားဖြစ်ကြည့်ပိုင်ဆိုင်မှုတွေဘာမှမယူဘူးဟုတ်တယ်နော်နေအရက်ခါမှာကွာချစ်တာတို့လာထုတ်လို့ရှိရင်တော့မှပဲနင့်ဟော ထောင်ဖန်းနဲ့ဖြစ်မှာဆိုလို့နေ့အဖွဲဒီမှာကလက်မလာထိုးမယ်ဆိုတာဟာတော့နေ့အကောင်နေ့အကောင်ခြံခုံသွားရထိုးပေးသလားမထိုးဘူးလေဘာလို့မထိုးလဲနေရဖာလေငါမိမကောင်းလေဘယ်လဲပါတော့ဟဲ့နေရလဲဟမ်ဝတ်သားဟင်းနဲ့ကစုံရက်ကိုလဲမယ်လို့နေထင်သလားနော်နေ့ကနေ့ကစုံရက်ချက်တော့မဟုတ်ဘူးဒီခုချိန်အတူကိုနေကိုအဆင့်ကိုမတိသေးဘူးအေးပါခုလက်တလုံးမှာတော့နင်ကသူ့ဘေးနဲ့ရှိနေရဆိုတော့ဟုတ်တယ်မလား။ तू ကနင်းကိုပဲဘာဖြစ်နေပြီလဲ။လူရှိတူရှိမှာနင်းကိုလေ လူကြီးတွေအရှိမနေ့ကိုလေးမလေးဖတ်လိုက်ရက်လိုက်ချက်ဆုံးလို့ပြောတာနေကနေ့ကိုနေအဲ့ဒါตายာမနေနဲ့တိလာအဲ့ဒါနေ့ကိုတန်ဖိုးမရှိတဲ့မိမဆိုတာနေ့ကိုအဲ့လူကြီးတွေအရှိမတက်သေးပြနေတာငါတို့တို့တရားဝင်ပေါင်းတဲ့မိမတွေလူကြီးရှိမဟုတ်လို့လာဖတ်ပြီးဟုတ်လို့နန်းလို့နေလက်ခံမယ်လို့ထင်လား ဲ့လိုလည်းသူလောက်မယ်လို့ထင်ရလားမလောက်ဘူးဒါကျွန်တော်မျိုးသမီးဌာနဆိုင်ကဒါကျွန်တော်မျိုးသမီးဘယ်သူပါပါညာသူပြောကောင်းဝင်ရင်ကြီးကြီးနဲ့တန်ဖိုးထားအဲ respect ထားရလို့ခေါ်တယ်နင်ကတန်ဖိုးမရှိတဲ့မိန်းမမို့လို့နင့်ကိုလူကြီးတွေရှေ့မှာအာဟိုရဲဘော်တွေရှေ့မှာနင့်ကိုဖတ်လိုက်ရက်လိုက်နေသိရမလားနို့ကိုင်းလိုက်ခင်ကိုင်းလိုက်နင့်ကိုပါလေးနဲ့လိုက်အဲ့ဒါနင့်ตายရမနေနဲ့အဲ့ဒါနင့်ကိုတန်ဖိုးမရှိတဲ့မိန်းမအပေါ်သားမိန်းမလို့နင့်ကိုဆက်ဆံတာအဲ့ဒါကိုနင်နန်းရှေ့တစ္ဆာပိုင်းဆိုတဲ့လင်ကိုမှဒါနင့်ကိုကနောက်ဆုံးပြောခြင်းပဲနော်နင့်ရှေ့ကိုဆက်တက်မလားနေတော့ငါ့မှာခွက်ဖဲကြီးအများကြီးကြံသေးတယ်ပတ်ထား လူဆိုတာအမြဲတမ်းအမြဲတမ်းဆရာသားခြံရတယ်ကိုယ့်ဘဲဆိုတာခြံရတယ်နေ့တော့တိတ်တက်လာအောင်မယ်အဲ့တော့ဗစက်ပေါက်လေးပိတ်ပြီးတော့ညီမနေသူများစီကခိုးထားတဲ့ပစ္စည်းဆိုရလူတိုင်းသိတယ်ဟာနော်စောက်ချက်မရှိသိလာနေလို့တွားပြီးတော့လေအမလေးမတူစားနဲ့သိရမလားအာဒီတယောက်နဲ့ဘာကွာလဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့စောက်ချက်မရှိနဲ့တွားမေးမိနေနေတို့လူရဲ့ဘာပြောလဲဟမ်ဘာပြောလိုက်လဲနေကိုအခုဟမ်ငါနဲ့နေသက်စီနဲ့အီးပဲလို့ပြောရတာမလားအဲငါချစ်ပြတာမမှီလို့ပြောလိုက်တယ်မလားအာဘာလဲသိလားရုပ်ရည်ချောမလှပလို့မဟုတ်ဘူး ပတ်စံရှိလို့မဟုတ်ဘူးပညာတတ်လို့မဟုတ်ဘူးအဲ့ကိုချင်းတရားနဲ့နှိုင်းရှင်တာနော်ငါကတရားဝင်သတိမရနေကငါနဲ့အိမ်အောင်တော့မကွဲရသေးတရားဝင်ကွာရှင်ချင်းမပြုတ်ရသေးပဲနဲ့နေကခိုးတဲ့လင်ကိုမအဲ့တော့လင်ကိုမဆိုတော့ဒီမှာနေရုပ်ကြီးကဘလောက်ကြီးပဲပြန်လဲနေအောင်ချော့ချော့ပညာကြီးကဘလောက်ပဲပြန်လဲနေအောင်တက်တက်ပတ်စံကြီးကဘလောက်ပဲရှိရှိသူတို့မျက်စိထဲမှာနေစက်သေးမရှိဘူးစက်သေးမရှိဘူးဆိုပြီးအော်တိုမက်တစ်လူကနော်ဒီမှာနေမိတ်ကတပိတ်တာလောက်ခိုးလဲနေစက်သေးမရှိတော့နေနေရုပ်ကဆုတ်ပြတ်တတ်နေတာမရှင်နဲ့တိတ်လား တောက်ချက်မရှိမရှင်နဲ့ကျမမတူတာနဲ့ပါကွာလဲမေးပြီးပြောလိုက်သေးတယ်တော့ပြောလိုက်သေးတယ်ကျမရဲ့မတူတာနဲ့တဲ့ပညာနဲ့တဲ့ပတ်စံမဲ့မရှင်နိုင်တာပါတဲ့ဆိုတော့ဟဲနေတော့တကယ်သိတာတော့တတော်ကိုစောက်ချက်မရှိတာဟဲတိုက်ရလူနဲ့သွားမေးကြည့်ရင်နေရငါနဲ့ရှင်လို့မရတာကပညာနဲ့ပတ်စံမဲ့ရှိရုံနဲ့အဲ့နှမျိုးပဲရှိရုံနဲ့ပြောရအောင်ကိုကျင့်တရားကိုနင်းမေးနေရလားဟမ်ကိုကျင့်တရားကိုနင်းမေးနေရလားသစ္စာတရားကိုနင်းမေးနေရလားမင်းမကောင်းအင်္ကာဆိုတော့နင်းသိလားဘာလဲမင်းမကောင်းအင်္ကာရဲ့ဆိုတာနင်းကဘာကိုထင်နေရတော့ နေမလို့လေဒီလိုက်တော့ပတ်သက်ကြီးကိုလေပြောထွက်တယ်တော့ကျမကမတူတာနဲ့ဗာလဲပညာနဲ့ပတ်စံမဲ့မရှင်းနိုင်တော့ကျန်တာရှင်းနိုင်နေပြောတော့ဟဲ့ကောင်မငါကအိမ်တော်ရှိတဲ့ယောက်ျားကိုယူထားတာမဟုတ်ဘူးအိမ်တော်ရှိတဲ့ယောက်ျားနဲ့ဖောက်ပြန်တဲ့မိန်းမမဟုတ်ဘူးနေငါ့ကိုကိုကျင့်တရားလဲရှင်းလို့မရဘူးအတိညာချင်းလဲရှင်းလို့မရဘူးနေငါ့ကိုရှင်းလို့မရတာဘာတစ်ခုမှကိုရှင်းလို့မရတာဟုတ်ပြီနော်ငါကသူများအိမ်တော်ကိုဖြိုခွဲတဲ့သူမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တစ်ချက်ထဲနဲ့နေငါ့ကိုရှင်းလို့မရတော့ရုပ်ဟုတ်လားဘယ်လိုရှင်းကြလဲဟမ်ညရောက်လက္ခဏာဘာနဲ့ကြည့်ပြီးရှင်းကြတာလဲ ပကုံးနှစ်ဖက်ကြားလူဖြစ်ပြီးတော့ရုပ်ဆိုတာဖျားပြေးတဲ့ရုပ်အတိုင်းပါလာပြီးသားလူတိုင်းမှာကြက်သေးဆိုတာတွတ်သူပါလာပြီးသားအဲ့ဒါအနေနဲ့ဘာဘာဒီနေကလိုက်ပြီးတော့နောက်ွယ်မှာနေကဘာဒီလိုက်ပြီးတော့မန်းနေတက်နေတာတော့နေသူမြတ်ပြည်စီခိုးရတဲ့တခိုးမှာနေအဲ့ဒါအောင်နေသိလားဟမ်နေခိုးရတာတက်ရှိပြည်စီနော်တက်မဲ့ပြည်စီမဟုတ်ဘူးနော်ငါသုံးနေတဲ့ cosmetic ဘူးလေးခိုးသွားတယ်နော်ငါသုံးနေတဲ့ makeup ဘူးလေးနေခိုးသွားတယ်ငါသုံးနေတဲ့နေတက်မလားဒီပြည်စီလေးခိုးသွားတယ်နေမတူဘူးနော်နေခိုးရတာတက်ရှိဘူးနော်ငါသားရဲ့အဖေကိုခိုးရတာနော်တခိုးကတခိုးလို့နေမန်းနေမတက်နဲ့ရှက်စရာကြီး ကဲပြဆိုတော့ဒီညီမကတော့သူ့ရဲ့လင်ကိုခိုးတော့တဲ့မင်းငယ်ကိုအာသူ့ရဲ့ဒုက္ခတွေကိုခံပင်းလို့ဂျေစုတင်တယ်ဆိုတဲ့စကားပြောလိုက်တာပါနောက်တစ်ချက်ကကျွန်တော်တို့ဘုသူဒ္ဓအနေနဲ့သူများလင်ကိုခိုးပြီးတော့အဲ့လိုပေါင်းသိင်းဖို့စိတ်ကူးရှိတဲ့အမျိုးသမီးတွေရောသူများမယားကိုခိုးပြီးပေါင်းသိင်းဖို့စိတ်ကူးရှိတဲ့အမျိုးသားတွေရော ဒီ question စာချုပ်ကိုဘင်ကဝေပြီးတော့ဘင်မှာလက်မှတ်ထိုးမှတရားဝင်ဖြစ်တဲ့ဆိုတဲ့အကြောင်းလေးကိုလည်းအဲသူပြောတော့ပါသေးတယ်ဆိုတော့ဒါလေးကတော့အဲ့လိုစိတ်သက်ရှိရတဲ့လူတွေမိုက်တကြပါဒါလေးကပုဒ်တပါပဲဆိုတော့ view finding ကတော့ဒီနောက်မှာအဆုံးသတ်လိုက်ပါတယ်နောက်ထပ် view finding မှာကျွန်တော်တို့ဆက်လက်ပြသညအောင် okay see you next video